ဲ့ဒီနေ့မို့လို့မကြခင် RAM မှာတေချာဖို့ဘန်ကိုဘန်ရတော့မယ် Revan Hero အစ်စ်တကောင်အကြောင်းကိုကျွန်တော်ပြပြပေးတော့မှာပဲဖြစ်ပါလေအဲ့ဒီ Revan Hero ကတော့အားလုံးသိကြတဲ့အတိုင်းပဲ Grow ပဲဖြစ်ပါလေ Grow ကို Revan ပေးထားတာကြီးကတော်တော်ကြီးကျန်းတယ်လို့ပြောလို့ရတယ်ဆရာကဘာစကေးတွေဘယ်လိုတွေ Revan လုပ်ပေးထားလဲဆိုတော့သိရတယ်ဆိုတော့ဒီဗီဒီယိုလေးအစုံလေးတစ်ချက် show ရတော့ကောင်းမျိုး easy level ဟဲ့မယ် Let's go အားလုံးအခုမြင်တွေ့ရတဲ့အတိုင်းပဲ Grow ရဲ့ skin တွေ skin animation တွေကိုတော့ Revan ထားတာကိုကျွန်တော်တို့မတွေ့ညီရသေးဘူးဒါပေမဲ့သူရဲ့ skin တွေအားလုံးနှီးပါဖို့တော့ Revan ပြုလို့ ို့ပေးထားတယ်ဆိုရင်တော့သူ့ရဲ့ basic တက်ကိုချက်ဆရှုံးမယ် let's go ပထမအုံးဆုံးအနေနဲ့သူ့ရဲ့ passive သူ့ရဲ့ passive ကို brother တို့နားလည်အောင်ရှင်းပြမယ်ဆိုရင်ဒီမှာသွေးတန်းရဲ့အောက်မှာအဖြူတန်းဘာလီတွေ့လားမသိဘူးအဲ့ဒါကသူ့ရဲ့ passive ပဲအဲ့အဖြူတန်းဘာလီကဖြည်းဖြည်းနဲ့တက်နေမယ်အဲ့တက်ရင်းတက်ရင်းနဲ့ကျွန်တော်တို့တွေကပြည့်သွားပြီဆိုရင်ဘလို့ပြောင်းသွားမှလဲဆိုအနီအောင်လေးပြောင်းသွားမယ်ဗျအဲ့အနီအောင်ပြောင်းသွားပြီဆိုတာနဲ့သူ့ရဲ့ passive ပွင့်သွားပြီ passive ပွင့်ပြီဆိုတာနဲ့မြင်တဲ့အတိုင်းပဲရှင်းရမယ်ဒါအပြင်ကျွန်တော်တို့တွေသူ့ရဲ့လက်နက်ကြီးကလည်းပို့ပြီးတော့လင်းလာမယ်ပေါ့နော်အဲ့အဲ့အချိန်မှာဒါရင်ပြီးသွားပြီလားဆိုတော့မပြီးသေးဘူးဗျကျွန်တော်တစ်ချက်ဆန်းပြမ မယ်သူရဲ့အဲ့ passive ပြည့်နေတဲ့အချိန်မှာကျွန်တော်တို့တွေက enemy တမမို့အဲ jungle တောပေါင်းပဲဖြစ်ဖြစ်တခုခုကိုပေါ့နော်ကျွန်တော်တို့ basic attack လေးတစ်ချက်နှိမ့်လိုက်ရုံမီဆိုတာနဲ့ဒီလိုမျိုးဖြစ်သွားမယ်ရှော့ဒီနေ့အတိုင်းပဲကျွန်တော်ပပက်လေကြီးကိုရှိုက်လိုက်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ damage ပေးတယ်ပြီးပြီဆိုတာနဲ့ကိုကလည်း physical defense ပို့ပြီးရအောင်မှဖြစ်ပါလေကျွန်တော် brother လို့နေနဲ့အကြမ်းမြင့်မှတ်ထားမှဆိုရင်သူရဲ့ passive ကရှိရတယ် damage ပေးလို့ရတယ်ပြီးပြီဆိုတော့ physical defense တိုးတယ်ဆိုတော့ကျွန်တော်တို့တော်တော်လေးမာမယ်လို့ကျွန်တော်ကပြောချင်တာ scale 1 scale 1ကအားလုံးတွေးမြင်ရတဲ့အတိုင်းပဲကျွန်တော်ရက်တောင်ပုံစ စံ180ဒီဂရီဒါမေ့ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တစ်ချက်စမ်းသုံးပြမယ်ပေါ့နော်ဒုံးလို့ပြီးသုံးလိုက်ပြီဆိုရင်မြင်းနဲ့အတိုင်းပဲကြောက်သားလို့လို့ရှုံးလို့လို့အရာတွေထွက်လာတော့ brother တို့အနေနဲ့တွေးမြင်ရမယ်ဆိုရင်မို့အဲ့ဒီအရာတွေကဒါတွေပြီးသွားပြီလားဆိုတော့မပြီးဘူး enemy ကိုသုံးလိုက်မယ်ဆိုရင်မြင်းနဲ့အတိုင်းပဲ enemy ကိုတိုးထုတ်လိုက်မယ်ဒါမေ့ပေးမယ်ဆိုရင်ကြောင့် brother တို့အနေနဲ့တော်တော်လေးမိုက်ရင်တော့ enemy ကိုတိုးထုတ်တယ်ဆိုရင်မို့ကိုယ့်ရဲ့အမ်ဘယ်လိုပြောမလဲတင်းမိတ်တွေဘာတွေကဲကျင်နေဆိုရင်ဒီစကေးကတော်တော်ကြီးအသုံးဝင်လာမယ်လို့ကျွန်တော်ကပြောချင်တာဆိုရင်မို့သူ့ရဲ့စကေးဝန်းကဒါတင်ပြီးပြီလားဆိုတော့မပြီးသေးဘူးဘာတွေရှိသေးလဲဆိုတော့ ော်ပြပေးမယ်ဆိုတော့တကယ်လို့ enemy ကဒီနိုင်ငံသားမှာကတ်နေတယ်ဆိုပါစို့ကျွန်တော်ဒီနေ့မှာတစ်ချက်ချလိုက်မယ် normal ball လေးအဲ့နိုင်ငံမှာကတ်နေပြီ brother တို့က skill 1ကိုလွှင်သုံးလိုက်မယ်ဆိုရင်ရင်းတဲ့အတိုင်းပဲနိုင်ငံနဲ့သူ့ရဲ့ကြောက်ခဲတွေကြားနဲ့ညက်တလို့ဖြစ်သွားပြီးတော့ airborne ဘက်ကိုရမှာပဲဖြစ်ပါတယ်ဆိုတော့ brother တို့အနေနဲ့ဒီ skill 1မာတင်ကို damage ပေးတယ်တွန်းထုတ်တယ် airborne ဖတ်ပါတယ်ဆိုတော့မို့ skill 1နေကို၃မျိုးလောက်ရှိတာဖြစ်တဲ့ကြောင့် brother တို့အနေနဲ့ ban ရင် ban မှာ ban ရင်ကင်ဆိုတဲ့အနေအထားမျိုးမှာတော့ရှိပါတယ်ဆိုတော့ brother တို့အနေနဲ့ဒီ skill 1နေတွေကိုဒီတော်ကတော်တော်လေး ကျန်းနေပြီလို့ကျွန်တော်ကတော့သိကြပေါ့ပြောနိုင်တယ်စကေတူစကေတူကတော့အရင်ကလိုမျိုးဝေါ်ထောင်တာပဲဗျအဲ့ချိန်မှာဘရာသာတို့မေးလိမ့်မယ်ဟာဝေါ်ထောင်တာချင်းကအတူတူပဲလေကွာ no ဘရာသာတို့မတူဘူးကျွန်တော်တစ်ချက်ပြမိမယ်ညနေအတိုင်းပဲကျွန်တော်တို့ပထမဆုံးကြည့်မယ်ဆိုရင်ဒီကြောက်သားတွေကအရင်တော့ကဝေါ်ထောင်တာနဲ့လုံးဝမတူဘူးပို့ပြီးတော့ realistic ဆန်တယ်ဆိုတော့ခံစားချက်မျိုးကိုကျွန်တော်ကတော့ရတယ်ပေါ့နော်တော်တော်လေးလေး fine နဲ့ဒါတွေမပြီးသေးဘူးခင်ဗျာသူ့ရဲ့စကေတူကနှစ်ဆင်းနှိပ်သုံးလို့ရတယ်ဝေါ်ကိုထောင်လိုက်မယ်ပြီးကြတော့ဝေါ်ကိုကျွန်တော်ပြန်ဖြောက်ချင်လားအေးအလေဟောညိုဆိုကြမလို့ဝေါ်ကိုလည်း ောင်းညင်းတို့ထောင်လို့ရလို့ကျွန်တော်ပြန်သိမ်းနေတဲ့ခါမျိုးမှာလည်းတိမ်းလို့ရတယ်ဆိုတဲ့ effect ကတော်တော်လေးမိုက်တယ်လို့ပြောရမယ်ခင်ဗျာဒါရင်မပြီးသေးပါဘူးဆိုတဲ့ကြောင့် brother တို့အနေနဲ့ကျွန်တော်ဒီနားလေးမှာ enemy တကောင်ကိုချလိုက်မယ်ဗျာချလိုက်တဲ့အချိန်မှာ brother တို့အနေနဲ့ကျွန်တော် stage 2ကို enemy ကိုထိအောင်လူမျိုးလေးတုံးကြည့်မယ်ပေါ့နော်တုံးပြမယ်ဖုံးရင်းတဲ့အတိုင်းပဲကျွန်တော်တို့တုံးတုံးတဲ့ effect ပါတယ်ပြီးပြီဆိုတာနဲ့ enemy ကို damage ပေးမှာပဲဖြစ်ပါတယ်ဆိုတော့မို့ဒီ effect အရာဆိုရင် enemy ကိုဖမ်းရတာပို့ပြီးတော့အဆင်ပြေလာမယ်ကျွန်တော်လောက်လောက်ကနေစမ်းကြည့်မယ်ဗျာ ဒိန်အန်မြင်းတဲ့အတိုင်းပဲအဲ့ချိန်မှာတော့ Warrior တစ်ဖက်ကိုရောက်သွားတယ်ပေါ့နော်ဆိုရင် Brother တို့အနေနဲ့ဒီ Sake 2ကိုတိတိကျကျတိတိကျကျသုံးနိုင်မယ်ဆိုရင် enemy ကိုကိုယ့်ဘက်ပအောင်ဒိန်ဆိုပြီးတွန်းလုံးလို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ကြောင့်မလို့အာ enemy တွေအတွက်တော့လုံးဝမျက်ရည်နဲ့ဆက်လို့ပြောရမယ်ဆိုတော့ကြောင့်ကျွန်တော်တို့ Sake 2ရဲ့ Sake 1ရဲ့ဆိုရင်ကိုယ့်ဘက်တွန်းလိုက်ဒီဘက်တွန်းလိုက်တွေဖြစ်ကုန်ပြီးတော့ခေါင်းကြီးကို Breakdown တွေရှိတ်ကုန်မယ်နေသားမျိုးမှာတော့ရှိတယ်ဆိုတော့ Sake 2ကလည်းတော်တော်လေးဖိုင်းရတယ်အတူတူပဲဆိုပေမဲ့မတူဘူးကဲနောက်ဆုံးနဲ့အမိုက်ဆုံးပြောင်းလဲမှုကြီးကတော့ Grow ရဲ့ Ultimate ပဲဖြစ်ပါတယ် ယ်ဆိုတော့ကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်ဒီမှာတစ်ချက်ကြည့်လိုက် grow ရဲ့ ultimate ဘာတွေပြောင်းလဲသွားတယ်လို့ထင်လဲကျွန်တော်အနေနဲ့နည်းနည်းလေးပိုရှည်လာတယ်လို့ခံစားရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောင်းလဲမှုကကျွန်တော်သုံးလိုက်တဲ့အချိန်မှာတိတာမှာပဲဖြစ်ပါတယ်ကျွန်တော်ချက်သုံးပြမယ်ဗျာချက်ရှုပ်ရှော့အဲ့လေဘောမျိုးမြင်းနဲ့အတိုင်းပဲသူ့ရဲ့ဥစ္စာကြီးကိုထမ်းပြီးတော့သွားပြီးပြေးပြီးတော့တိုက်တယ်ပြေးတဲ့ဘယ်လိုပြောမလဲအကွာအဝေးကလည်းတော်တော်လေးရှည်လာတယ်လို့ကျွန်တော်အနေနဲ့ပြောရမယ်ဗျာဆိုရဲကျွန်တော်ပြန်ပြီးစမ်းကြည့်မယ်အချိန်ဘယ်လိုရှိလဲပေါ့နော်โอเคဆိုရဲကျွန်တော်ပြန်ပြီးစမ်းကြည့်မယ်ရှော့ အဲတခါတလေမြင်တဲ့အတိုင်းပဲသူရဲ့စကေးဘယ်လိုပြောမလဲ animate ကဖြည်းပြီးတိုက်တာကြီးကဘယ်လိုပြောရမလဲအဲပုံစံမတူဘူးပေါ့နော်ပုံစံ animation ပြောင်းနေလို့ကျွန်တော်အနေနဲ့ပြောရမယ်ပြကျွန်တော်နောက်နေ့တစ်ခါတော့တက်ဆန်းကြည့်မယ်ဒီတစ်ခါဘယ်လိုတိုက်မလဲပေါ့နော်အဲဒါမျိုးပုံစံနှစ်ခုရှိမယ်ကျွန်တော်တို့ဖြည်းပြီးတိုက်တာတော့ပုံစံနှစ်ခုနဲ့လာတယ်ပေါ့နော် okay ကြိုက်သွားပြီဆိုရင်တော့နောက်ထပ်ကျွန်တော်တို့ wall တွေကိုမှန်အောင်တိုက်ရင်ဘယ်လိုဖြစ်လာမလဲဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်မယ်ခေါင်းမျိုးဟောဝတ်တယ်โอเคဆိုရင်တော့ကျွန်တော် wall ကိုမှန်အောင်တိုက်ကြည့်မယ်ပေါ့နော်ဒီ level ဩ ဘောကြီးကိုမြင်လိုက်တာပြောင်းလဲမှုကြီးကိုမြင်လိုက်တာဆိုတော့ကျွန်တော်အနေနဲ့ဒီဘက်ကိုချိန်မယ်ဆိုရင်လုံးဝအဝိုင်းကြီးတွေဘာတွေညာတွေပေါ်မလာဘူးဒါပေမဲ့ကျွန်တော်အနေနဲ့ဒီ wall လေးကိုချိန်မိပြီဆိုတာနဲ့နဲတဲ့ OYG လာဒီ OYG ဆိုတာလုံးဝ crown control ကြီးဆိုတာတော်ကြီးကျန်သွားပြီနော်ဆိုတော့ကျွန်တော်ဒီ OY ထဲမှာရှိတဲ့လူတွေအားလုံး movement ဆိုရင်ကတော့ stand မယ်ဆိုရင်ကတော့ oh my god အကြိုက်ပဲဗျာဘောကြီးတို့ရင်ဆိုတော့ကျွန်တော် ban ရင် ban မ ban ရင်ကိုင်ဒါပဲနော်ကျွန်တော်ပြောပြီးသားဆိုတော့ကျွန်တော်တစ်ချက်စမ်းကြည့်မယ်ဗျာအမ်ဟုတ်ကဲ့ ် animation ကိုလည်းပို့ပြီးတော့ကြောက်သားတွေငွားထလာအောင်သူလုပ်ပေးထားတယ်။ Okay ဆိုတော့မို့သူရဲ့ skin တွေပါဒီလိုမျိုး fat တွေပြောင်းလဲလာမယ်ဆိုရင်တော့တော်တော်လေးကို fine သွားမယ်လို့ကျွန်တော်အနေနဲ့ပြောရမယ်ဗျာ။ဆိုတော့ကျွန်တော်တစ်ချက်ထက်ဆန်းကြည့်မယ်ပေါ့နော်။ဒီချိန်မှာကျွန်တော်ဘာတွေနဲ့ဆန်းပါလဲဆိုတော့အဲကျွန်တော်ဟွာတွေနဲ့ဆန်းမယ်။ဘောတွေနဲ့ဆန်းမယ်ဗျာ။ခဏလေးနော်ကျွန်တော်ဘောတွေနဲ့ဆန်း။ဘလောက်ကြက်ကြဲသူကစတန်ပေးနိုင်လဲဆိုတော့ကျွန်တော်သိကျင်နေဗျာဆိုရဲမှကျွန်တော်အနေနဲ့တေးကြဖို့စမ်းကြီးမှတော့ရမှာဒီလောက်ကြက်ကြဲလေးပေါ့နော်โอเคကဲဆိုရဲမှကျွန်တော်ဒီမှာဒီ၃ရောက်ရှိရဲဒီကိုဝင်တိုက်လိုက်မယ်ပေါ့နော်ဒီကိုဝင်တိုက်လိုက်မယ်โอเค ဟုတ်ဒါဆိုရင်ကျွန်တော်လွတ်သွားတာဖြစ်တဲ့ကြောင့်မို့တအားကြီးတော့ဟိုကဖြစ်မသွားဘူးဆိုတဲ့ကြောင့်မို့ကျွန်တော်အနေနဲ့ပြန်ဆမ်းမယ်အဲစကေးတူးလေးကိုတခြားလေးပြန်ထောင်မယ်ကျွန်တော်ဒီဝိုင်းလေးပေါ်အောင်လုပ်မယ်ပေါ့နော်ဝိုင်းလေးပေါ်လာပြီတက်ဟုတ်အဲကြောင်ရဲ့ Oh my god โอ้ยยองงาบันไลတော့ဘောင်းရောဘန်ไลတော့ကျွန်တော်အများကြီးမပြောတော့ဘန်ไลတော့ကျွန်တော်အများကြီးမပြောတော့ဘန်ไลတော့ဘာလို့လဲဆိုတော့ကျွန်တော်ပြန်ပြမယ်ဘောင်းရောလည်းမြင်လိုက်မှာပါကျွန်တော်အပေါ်ရင်းအများကြီးမပြောဘူးဆိုတော့ကျွန်တော်ဒီမှာမြင်နေတိုင်းပဲဒီလိုအဝိုင်းကြီးပေါ်ကနေပစ်တိုက်လိုက်မယ်ပစ်တိုက်လိုက်ပြီးတော့အင်းဘုံပါမယ်ဗျာစတန်ပါမယ်โอ้ my god ဒမ်းမေလည်းပါတယ်၃မျိုး စတုရဲ့စကင်းတစ်ခုချင်းစီမှာအဖက်က၃မျိုးစီလောက်ရှိတယ် oh my fucking god စောက်ရန်ကြမ်းသွားပြီဆိုတော့ brother တို့အနေနဲ့ဘမ်းမလားမဘမ်းဘူးလားဆိုတော့ကိုယ့်ကိုယ်ပဲစဉ်းစားပါ ရောင်ကြီးကောင်းလိုက်တဲ့ damage အဲ့ဒါ flicker နဲ့တွဲသုံးလိုက်ရင်တော့ပွဲတွေပါတိမ်းသွားမယ် flicker နဲ့တွဲသုံးလို့ရလာတော့ကျွန်တော်လည်းမသိဘူးဗောနော်အခုကကျွန်တော် van ကြီးဖြစ်နေလို့ကျွန်တော် brother တို့အနေနဲ့ဒီ revenge ကြီးကိုဘယ်လိုမြင်လဲကျွန်တော်ကတော့ဒီ grow ကိုမန္တာပြန်သွင်းတယ်လို့ပဲကျွန်တော်တို့ထင်တယ်ဗောနော်ဘာလို့လဲဆိုတော့ grow ကဒီမန္တာမှာပြောင်းနေတာတတော်ကိုကြာပြီဗျာကျွန်တော်ပြိုင်ပွဲတွေမှာလည်းမပါသလိုဘယ်မှာမှ trade တူးမတွေ့ရဘူးဗောနော်ဆိုရိုက်တော့လို့ဒီပြိုင်ပွဲတွေဘာတွေညာတွေမှာတွေ့ရဖို့အတွက်ကတေချာပေါ grow ကိုမန္တာပြန်သွင်းမှာဗောနော်ဒီကမြင်တဲ့အတိုင်းပဲကျွန်တော်ချက်တိုက်ကြည့်မယ် ဖုန်းအိုးကြီးကနေတိုင်းမဟုတ်ဘူးကသူရဲ့ crown control effect ပေးမယ်ဘယ်လိုပြောမလဲ area ကြီးကတော်တော်ကြီးကိုကျယ်တယ်လို့ကျွန်တော်ပြောရမယ်ဗျဆိုတော့ brother တို့အနေနဲ့ကတော့ကျွန်တော်ပြောတာပဲအလွန်လားဒါမှမဟုတ်တကယ်ပဲကျင်းတာလားဆိုတော့ brother တို့ကတူပဲစေးနာပြီးဝေဖန်ပိုင်းချပြီးကိုမမရေးခဲလိုက်ပါတော့ကောင်းမြင်ဆိုတော့ကျွန်တော်ပြောနိုင်တာကတော့ရိုးချင်းတစ်ခုပဲရှိပါလေ ဘန်းမှာမပန်းရင်ကြိုင်တက်အောင်လုပ်ပါစရဲကြောင့်မလို့ဒါသာတော့အနေနဲ့ဒီကရော်ကြီးကတော့တော်တော်ကြီးကိုအထာကျပြီးမနာဝင်လာမယ်လို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ခင်ဗျာကဲဆိုရဲတော့မို့ကျွန်တော်ဒီနေ့ဗီဒီယိုကတော့ကျွန်တော်လုံးဝ revamp ထပ်လုပ်ပေးမယ်ကရော်ဟီးရိုးအကြောင်းကိုကျွန်တော်ကကျွန်တော်မြင်သလောက်သိသလောက်ပြောပြပြီးသွားတော့ပဲဖြစ်ပါတယ်ကျွန်တော်ပြောတဲ့တိုင်မှာကြံခဲ့တာမျိုးကြီးလည်းရှိကောင်းရှိမယ်ကျွန်တော်ကိုယ်လည်းလက်တွေ့အခုမှဆက်သက်ပြီးအခုမှပြောပြတာဖြစ်နေကြောင်းမလို့လိုအပ်တာချက်များရှိရင်ဆိုရင်ပေါ့နော်ကျွန်တော်ဒီအားနေပဲတောင်းပန်ပါတယ်ခင်ဗျာကဲဆိုရဲတော့မို့ဒါသာတော့အနေနဲ့ဒီဗီဒီယိုလေးကိုကြိုက်လို့ဆိုရင် like လေးပေးပြီး channel လေးကို subscribe ဖို့လည်းမမိပါနဲ့ကဲဆိုရုံဒီနေ့အတွက်ကတော့ဒီလောက်ပါပဲအားလုံးပဲပိုင်ပိုင်ပါ